တတော်စောနေရင်အမြင်မတော်တာလုံးပြလိုက်တဲ့အပြုမှုကဇနီးဖြစ်သူကိုလုံးပြလိုက်တာပါဆိုရဲမြင့်မြတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ မြင်းမြတ်ကမင်းသားရီတဲမှာဆိုရင်တော့အစားအနောက်တန်တဲ့မင်းသားတယောက်ဖြစ်ပါတယ်။အမြဲတမ်းပျော်ပျော်နေတတ်ပြီးတော့စားနောက်နေတတ်တာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်မှာမြင်းမြတ်က TikTok account ဖွင့်ပြီးတော့ TikTok လည်းစပြီးတော့ solo လာခဲ့တာဖြစ်ပါတယ်။မြင်းမြတ်ကလက်ရှိမှာ trend ဖြစ်နေတဲ့တုံတုံဖုံဖုံတဲ့ချင်းကို TikTok ဆော့လာခဲ့တာဖြစ်ပါတယ်။ဆွေးနဲ့အတူတူ TikTok ဆော့နေကြတာဖြစ်ပြီးတော့ TikTok ဆော့ရင်လည်းမြင်းမြတ်ကတုံတုံဖုံဖုံတဲ့ချင်းကိုသူများနဲ့မတူပဲဆော့ပြခဲ့တာဖြစ်ပါတယ်။ ဖုံဖုံဆိုတဲ့တဲ့နေရမှာမြင်းမြက်ကသူ့ရဲ့ငယ်ပါကိုပို့ပြလိုက်တာဖြစ်ပါတယ်ဖုံဖုံလို့ကြားပြီးတော့ငယ်ပါကိုပို့ပြလိုက်တဲ့မြင်းမြက်ကြောင့်ပဲတတော်ကြီးတဲ့သူတွေကဟာကနေဟင်ကနေဖြစ်ကုန်လာပါတယ်တချို့ကလည်းမြင်းမြက်ရဲ့အပြုမူကရိုင်းလိုက်တာဆိုပြီးတော့ဝေဖန်ပြောဆိုကြတာတွေရှိပါတယ်မြင်းမြက်ကတော့ရိုင်းတဲ့သဘောနဲ့မဟုတ်ပဲပို့ပြကြတာကြောင့်သာပို့ပြလိုက်တာဖြစ်ပါတယ် ဒါအပြင်ပုံပြရတဲ့အကြောင်းအရာလဲရှေ့မှာအမျိုးသမီးဖြစ်သူကကြည်နေတာကြောင့်ဖြစ်ပါရင်ဆွေနဲ့တတော်တူတူဆော့တဲ့အချိန်မှာကင်မရာရှေ့မှာမြင်းမြတ်ရဲ့အမျိုးသမီးက လာကြည့်နေတာ ဖြစ်ပါတယ်။အမျိုးသမီးဖြစ်သူကရက်ကြည့်နေတာမို့မြင်မြက်ကစကြင်သွားခဲ့ပါတယ်။ဒါကြောင့်မို့လဲဖုံဖုံစရိတ်နေရာရောက်တဲ့အချိန်မှာအဲဒီလိုပြုမှုကိုပြုမှုလိုက်တာဖြစ်ပါတယ်။အမျိုးသမီးကိုစကြင်နဲ့စိတ်တစ်ခုထဲနဲ့အခုလိုမျိုးလှမ်းစားလိုက်တာဖြစ်ပါတယ်။ရှေ့မှာကြည့်နေတဲ့မြင်မြက်ရဲ့ဇနီးဖြစ်သူကလည်းတဝါးဝါးနဲ့ကိုရင်းနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ ပွဲပွဲလုံးဖြစ်နေကြတာပါမြ мян ကဇနီးပြသူကချက်တဲ့စိတ်တစ်ခုနဲ့လမ်းပြီးတော့စားလိုက်တာဖြစ်တာကြောင့်မို့ရှင်းပြလာခဲ့တယ်သူအနေနဲ့ဒီလိုမျိုးပြုမှုကိုလုပ်တယ်ဆိုတာဘာရွယ်ချမ်းမှမရှိဘဲနဲ့ဇနီးပြသူကိုသာ စားလိုက်တာလို့ရှင်းပြလာခဲ့တာဖြစ်ပါတယ် ဒါအပြင်တချို့တွေကမြင်းမြက်ကိုအနေထိုင်မတက်ဘူးဆိုပြီးတော့ပြောဆိုကြတဲ့အပေါ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုညှင်းဆန်လာတာဖြစ်ပါတယ်။မြင်းမြက်ကတက်တော့အမြဲလိုလိုတော့ဆော့ပြစ်တာမဟုတ်ပါဘူး။တက်တော့ဆော့ရတာကြိုက်တဲ့သူတယောက်လည်းမဟုတ်ပဲအနုပညာအရာအကောင့်ဖောက်လိုက်တာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာသုံးရတာမကြိုက်တာကြောင့်မသုံးဘဲနေနေကြတာကြပါပြီ။ဒါပေမဲ့ရုပ်ရှင်စကားကြီးတွေယုံတင်ပြီဆိုရင်ကြော်ညာပေးဖို့လိုအပ်တဲ့အတွက် မြင်းမြတ်ကအကောင်ဖောက်ပြီးတော့တုံးလိုက်တာဖြစ်ပါရယ်မိသားစုတွေသွာလာဖြတ်သန်းတာကိုလည်းတင်ပြီးမှဖြစ်တယ်လို့ရုပ်ရှင်စကားကြီးရုံတင်ပြီးဆိုရင်လည်း promotion ဆင်သွားတော့မှဖြစ်ပါရယ်မြင်းမြတ်ကရုပ်ရှင်စကားကြီးတွေတောင်းလျှောက်ရုံတင်နေပေမဲ့ သူအကောင့်ကနေကြညာပေးတာမျိုးမရှိပါဘူး။ social media မသုံးတဲ့အတွက်ကြညာပေးဖို့အဆင်မပြေတာဖြစ်ပါရင်ဒါကြောင့်မို့လဲ social media သုံးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါရင်အခုဆိုရင်မြင်းမြတ်ကသမီးငယ်လေးနဲ့အတူတူ video လေးတွေတောင်းလျှောက်တင်ပေးလို့နေတာဖြစ်ပါရင်သမီးငယ်လေးကတော့လက်တာကြောင့်ပရိသတ်တရားလဲချစ်ခင်နေကြတာပါ။ဒါဖြစ်သူကအနုပညာဝါသနာမပါပေမဲ့သမီးငယ်လေးကမြင်းမြတ်နဲ့တူတာကြောင့်အနုပညာအလို့ကိုဝါသနာပါပါတယ်။မြင်းမြတ်ကပျော်ရွှင်စရာကောင်းတဲ့အိမ်တော်ကြီးကို ရရှိထားတာဖြစ်ပါတယ်။တိတော်ဆုံးနေရင်အမြင်မတော်လုံးပြလိုက်တဲ့အပြုမူကဇနီးဖြစ်သူကိုလုံးပြလိုက်တာပါဆိုရဲမြင့်မြတ်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။